အပိုင်း694ရဲ့အဆောက်မှာတော့ဝေဟင်ကနေတဆင့်စဉ်သက်လာတဲ့ရေဘကာရူကအောက်ဖက်မှာတိုက်ခိုက်နေတဲ့ဒိုဖလမင်ဂိုမိသားစုတွေနဲ့ပင်လယ်ပြမဟာမိတ်တပ်စုကြီးကိုတွေ့လိုက်ရပါတယ်။အဲဒီအချိန်ရောဘင်ကမင်းတို့သူတို့တွေကိုမတွေ့စေနဲ့မဟုတ်ရင်လမ်းမှာအခြေအနေတွေပိုပြီးရှုပ်ထွေးသွားလိမ့်မယ်လို့ရေဘကာကိုလမ်းသတိပေးလိုက်ပါတယ်။ဒီချိန်ထဲမှာပဲလေချောင်းဝင်ဆောင်မှုက Sunflower Fee ရောက်မှာအဆုံးသတ်တော်မှာမို့လူဖီရိုနဲ့တွေ့ဝင်ရရှိတော့မယ့်အပြင်လောအတွက်တော့ကိုလည်းတစ်ခါတည်းပြေးလို့ရတော့မှာပါ။ဘာတလိုမီယိုကလည်းမကြခင်သူ့ရဲ့စာပြပုတ်ကိုလူဖီကိုတွေ့ရတော့မှာကြောင့်အတွင်းထဲတွင်ပြောလွန်နေခဲ့ပါတယ်။ အဲ့ဒီအချိန်သူ့ရဲ့အတွေ့အကြုံမှာလူဖီကသူ့ကိုရေဒီယိုနှုတ်ဆက်နေတဲ့အပြင်အစင်ပြေလားလို့ပါမင်းနေကြတာကြောင့်သူကစိတ်မပူဖို့ပြောနေခဲ့ပါတယ်။ဒါအပြင်အခုချိန်ကစပြီးမင်းနဲ့ငါကရဲဘော်ရဲဘက်တီပဲလို့လူဖီကပြောမဲ့စကားတွေကိုလည်းကြားယောင်နေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူကဒီတစ်ခါတာလူဖီနဲ့ပြန်လည်ဆုံတွေ့ခဲ့ရင်သူ့အနေနဲ့ဘာကူမှကိယူမဆိုင်တော့ပဲကောက်ရုံးတော်တို့များဖွဲ့တွေကိုဝင်ဝင်တောင်းတော့မယ်လို့ရေဘကာကိုလမ်းပြလိုက်ပါတယ်။လေချောင်းဝင်ဆောင်မှုကိုကြွညွညင်ညင်အသုံးပြလာနိုင်တဲ့အခါမှာလက်တငယ်လေးလီယိုကသူတို့အားလုံးကိုချီးကျူးနေခဲ့ပါတယ်။ အဲ့ဒီအချိန်ဗီိုလာကမင်းသမီးလေးမန်ရှူရီကိုရှာတွေ့ပြီးဆိုပြီးစက်သွေးခီးဝါနေတဲ့ဆင့်သတင်းပေးလာခဲ့ပါရီ။နောက်ပြီးမင်းသမီးလေးကိုနန်းတော်ရဲ့ဝေးပြူဆောင်နောက်ဖက်ခန်းထဲမှာဖမ်းဆီးထိန်းသိမ်းထားတယ်လို့ပြောလိုက်ပါရီ။ location ဒီကြရသွားတဲ့နောက်ပိုင်းမှာနတ်ငယ်လေးလီယိုတို့ကမင်းသမီးလေးရှိမဲ့နေရာကိုချက်ချင်းပဲသွားရောက်ခဲ့တယ်လို့ဆုံးဖြတ်လိုက်ပါရီ။ဒါပေမဲ့တစ်ဆက်ထဲမှာပဲလီယိုရဲ့မျက်လုံးလေးကနေမျက်ရည်တွေကျဆင်းလာခဲ့ပြီး Scarlet ကိုသတိရလိုက်တာလို့ပြောနေခဲ့ပါရီ။အဲဒီနောက်မှာတော့လီယိုကနန်းတော်နဲ့ပတ်သက်ပြီးသူတို့ဘဝမှာရှိခဲ့မှုတဲ့ပုံမြင်တဲ့ပုဂ္ဂိုလ်ကိုပြောပြလိုက်ပါရီ။ တကယ်တော့အတိတ်မှာတော့ဗီယိုလာနဲ့နတ်ငယ်လေးတို့ဖွဲ့ကနန်းတော်တွေမှာစော်စားတောင်းကျန်းလို့လို့ဘီရင်ကြီးကအခန်းတစ်ခုထဲမှာပိတ်လောင်ထားခဲ့ပူပါလေ။ဒီမှာကညစာစားကန်နီးမို့လွတ်ပေးဖို့တောင်းဆိုခဲ့ပေမဲ့အဆောင်ဖြစ်သူကဘီရင်ကြီးခွင့်ပြုချက်မပါပဲတကားဖွင့်ပေးလို့မရဘူးဆိုပြီးပြောနေခဲ့ပါလေ။စိတ်ဓာတ်ကျသွားတဲ့ဗီလိုရာတရားကိုဘာလို့လို့လုပ်ရမလဲမသိဖြစ်နေချိန်ပါပဲ။နေ့တငယ်လေးလီယိုနဲ့သူ့အပေါင်းပါရီပါအခန်းထဲမှာခြုံအောင်ခံထားရတာကိုသူမကမြင်လိုက်ရပါတယ်။ဒါအပြင်သူမတယောက်တည်းပြင်းနေမှာဆိုလို့အခုချိန်ကစပြီးသူတို့အဖို့ပြူပေးမယ်လို့ပြောပါတယ်။ အဲ့ဒီအချိန်တစ်ဖက်ကနေစကားလက်ကခုံးဝင်လာခဲ့ပြီးအလုံးအစင်ပြေလာလို့မင်းနေခဲ့ပါတယ်။ဗီယိုလာကတော့အခုလိုဖြစ်ရတာတမအပြစ်ကြောင့်မဟုတ်ပဲလီယိုရိုးအဖွဲ့ပကန်းဒီကိုခွဲလိုက်ကြလို့ဒီလိုဖြစ်ရတာပါလို့သူ့အမကိုတိုင်နေခဲ့တာပါ။အဲ့ဒီနောက်မှာစကားလက်ကဘာပဲဖြစ်ဖြစ်အငင်းပွားမနေကြဘို့သူမစီမှာပါလာတဲ့တေသီးတွေကိုစားဖို့အတွက်ထုတ်ပေးလိုက်ပါတယ်။အဲ့ဒါကြောင့်မဲအခုလိုမျိုးတရင်ကိုကြားရတဲ့အချိန်မှာအတိတ်ကဖြစ်ရတဲ့နဲ့တစ်ထပ်သေးလာကြနေရမို့စကားလက်ကိုသတိရမိတယ်လို့ပြောနေခဲ့ပါတယ်။နောက်ပြီးသူတို့အားလုံးပေါ်မှာအမြဲတမ်းတနာညာတာမှုရှိခဲ့တဲ့စကားလက်ကိုအရန်ချစ်တယ်လို့လည်းဆိုပါတယ်။ ဒီနူးစရာကောင်းလွန်လာတဲ့ပုံမြင်တဲ့ပုဂ္ဂိုလ်နားထောင်ပြီးအဆုံးမှာရေဘကာပါဝင်ကြတဲ့သူတွေအားလုံးလည်းဝမ်းနဲ့ဝမ်းသာဖြစ်ကုန်ကြပါတယ်။အဆက်ထဲမှာနတ်ငယ်လေးလီယိုကအခုလိုမျိုးတရင်ပြတဲ့အတွက်ဂျေဇူးတင်ကြောင်းဗီယိုလာကိုပြောနေခဲ့ပါတယ်။ဒါပေမဲ့အခုချိန်မှာနန်းတော်ကရန်သူပိုင်နေပြီဖြစ်တာမို့သွားရောက်ခဲ့တဲ့အခါအဆောက်အအုံရသတိထားဖို့အတွက်ဗီယိုလာကမှာနေခဲ့ပါတယ်။နောက်တစ်ခါမှာတော့နန်းတော်ရဲ့တရားအဆင့်ကိုပြသထားပြီးကာဗန်ဒစ်ကတန်ဆက်ရုပ်တွေပြောက်ွယ်သွားပြီမို့ဒီနေရာကနေထွက်ခွာကြဆုလို့ပြောလိုက်ပါတယ်။ဒါပေမဲ့သူ့ရဲ့စကားမဆုံးခင်လေးမှရင် ။လူဖီတို့ကသူမြင်းမော်ကိုရောက်ရှိနေရာကိုတွေ့လိုက်ရတဲ့အခါမှာတော့ကမန်ဒေ့ချ်လက်တော်သားတွေထွက်သွားခဲ့ပါလိမ့်။အဲ့ဒီအချိန်မထင်မှတ်ပဲတန်ဆိုင်ရုပ်တကောင်ကပြန်လည်နိုးထလာပြီးမြင်းကောင်းကိုကိုက်လိုက်တာကြောင့်တန်ဆိုင်ရုပ်ကိုလူဖီကအမြန်မဲရှင်းထုတ်လိုက်ရပါလိမ့်။ဒါပေမဲ့အားလုံးနောက်ကျသွားပြီးဖြစ်တာကြောင့်မြင်းရဲ့ဦးကောင်းမှဒဏ်ရာရရှိသွားခဲ့ပြီးသိမလို့ဖြစ်နေခဲ့ပါလိမ့်။အဲ့နောက်မှာတော့ကာဗန်ဒစ်ကပြန်ထလာမလို့လုံနေတဲ့တန်ဆက်ရုပ်ရဲ့ခေါင်းကိုပြုတ်သွားအောင်ကန်ထည့်ပလိုက်ပါတယ်။ကန်ဆိုးစွာနဲ့ပဲတစ်ချိန်တည်းမှာအမောက်သိပ်ထားတဲ့တန်ဆက်ရုပ်ကပြန်လဲရှင်းတန်လာခဲ့ပြီးသူတို့ကိုပြန်ဝိုင်းထားလိုက်ပါတယ်။ ီမြင်ကွင်းကိုမြင်လိုက်ရတဲ့ viewer ကမဟုတ်မလွဲရောတန်ဆက်ရုပ်တွေအားလုံးကမတိမျိုးတွေလားလို့ထင်မိသွားခဲ့ပါတယ်။တစ်ဖက်မှာလည်းဥဆုပ်ကသူ့ကိုတတ်ဖို့လာနေတဲ့လူအုပ်စုကြီးကိုလေကားထောင်ပြီးကူညီပေးခဲ့တဲ့ကန်ဂျူရိုရဲ့ဦးခေါင်းကိုခောက်လိုက်ပါတယ်။ကန်ဂျူရိုကသူ့အမရိအားလုံးအတွက်တာဝန်ယူပါမယ်လို့ပြောနေခဲ့ပေမဲ့ဥဆုပ်ကအရာအလုံးနောက်ကျသွားပြီးအခုချိန်မှလာပြီးတောင်းပန်နေပေမဲ့လည်းမထူးတော့ဘူးဆိုပြီးခေါင်းကိုဓာတ်နဲ့အချက်ပေါင်းများစွာထိုင်ခေါက်နေတာကိုလုံးဝမရက်ခဲ့ပါဘူး။အဲ့ဒီအချိန်ကင်းရမွန်ကကန်ဂျူရိုကိုအပြစ်ပေးရကိစ္စမရှိပေမဲ့သူ့ကိုရောဘာလို့ဓာတ်နဲ့ခောက်တာလဲလို့မေးမြန်းနေပါတယ်။ ။ကစားထင်းမှာပဲဗီယိုလာကသူမရဲ့အာရုံခံစွမ်းနဲ့မှရှုကားပြန်နိုးထလာတာကိုခံစားရတယ်လို့ပြောလိုက်တာကြောင့်ဦးစုပြရောက်ယူကျင်ကျင်ဖြစ်သွားခဲ့ပါပြီ။တကယ်တမ်းဆိုရင်ရှုကားကအထူးဖော်ဆက်ထားတဲ့စပစ်ဒီပုံတန်ကြောင့်ရက်တော်တော်များများအိပ်ပျော်နေရမှာဖြစ်ပါလိမ့်။ဒါပေမဲ့အခုလိုမျိုးယုတ်တိရပြန်လည်နိုးထလာတာကမဖြစ်သင့်တဲ့ကိစ္စလို့ဟူဆုပ်ကပြောနေခဲ့ပါတယ်။ဗီယူလာကတော့သူမအနေနဲ့အခုချိန်မှာစိတ်အပူဆုံးကလူဖီရိုအဖွဲ့ဖြစ်ပြီးတကယ်လို့တခုခုသာလွဲချော်သွားခဲ့မယ်ဆိုရင်အရာအလုံးကအရင်တိုင်းပြန်ဖြစ်သွားနိုင်တယ်လို့ပြောပြပါတယ်။တစ်ဖက်ကနန်းတော်ရဲမှာတော့သတိလေးနေရာကနေပြန်နိုးထလာတဲ့ရှူကားက ၎င်းရှေ့ကောင်နာကလူတွေအားလုံးကိုဖယ်ကြားလို့ဟောနေခဲ့ပါလေ။အဲ့ဒီအချိန်တက်သားတွေကသူတို့ယူလာတဲ့ဟောတော့ကိုထုတ်ပြလိုက်တဲ့အချိန်မှာယူကရဲ့စိတ်အခြေအနေကပုံမှန်ဆိုးရွားလာခဲ့ပါလေ။ဘာလို့လဲဆိုတော့အဆောင်နဲ့ယူလာခဲ့တဲ့ဟောတော့တွေကဥစုပ်ရဲ့နှာခေါင်းရှည်ကြီးနဲ့တူနေခဲ့လို့ပါ။အဲ့ဒီနောက်မှာတော့သူမကအခုလိုမျိုးအစားအစာတွေကိုယူမလာနဲ့လို့အဆောင်တွေကိုအော်နေရင်အဆောင်အားလုံးကိုသူမလက်နဲ့ထိပြီးတန်ဆက်ရုပ်အဖြစ်ပြောင်းလဲပြစ်လိုက်ပါလေ။နောက်ပြီးသူမအနေနဲ့တနိုင်ငံလုံးကလူတွေကိုအယုပ်အဖြစ်ပြန်ပြောင်းမဲ့အပြင်ဥစုပ်နဲ့ကောင်းရုပ်ထုတ်တဲ့မြအဖွဲ့ဝင်တွေအကုန်လုံးကိုလည်းတတ်ပြစ်မယ်လို့သူမကချိန်ချောင်းနေပါလေ။ တစ်ဖက်မှာလည်းဘယင်ကြီးကတကယ်လို့ရှုကားသာနိုးထလာပြီးသူမရဲ့စွမ်းရည်ကိုပြန်လဲအသုံးပြုမယ်ဆိုရင်စစ်သားတွေနဲ့မြို့သူမြို့သားတွေအားလုံးအယုတ်ဖြစ်ပြန်ပြောင်းလဲသွားလိမ့်မယ်လို့ပြောနေခဲ့ပါတယ်။အဲဒီချိန်ကင်းရမွန်ယူချင်းချင်းဖြစ်နေတဲ့ဦးစုပ်ကိုကြည့်ရင်ဒီကိစ္စကတော်တော်ကြီးကြီးလာလို့မိလိုက်ပါတယ်။ဦးစုပ်ကလည်းဒီကိစ္စအကြီးမကြီးမပြောတတ်ပေမဲ့ဇွန်နာရုံကရော်ဘင်နဲ့အခြားသူတွေအယုတ်ပြောင်းခံလိုက်ရတာကိုမြင်မိကလေးကငါရဲ့စိတ်တွေအခုလိုမျိုးခြောက်ခြားကုန်တာပဲလို့သူကပြောပါတယ်။ဒါအပြင်အယုတ်ပြောင်းခံလိုက်ရတဲ့သူတွေကိုလည်းငါတို့အားလုံးကမိသွားလိမ့်မယ်လို့ရှင်းပြပါတယ်။တကယ်လို့ရှူကားသာလူဖီကိုထိလိုက်မယ်ဆိုရင်ငါတို့အားလုံးရဲ့ခေါင်းဆောင်ကို ငါတို့ကိုယ်တိုင်တော့မမှတ်မိတော့တဲ့အထီးဖြစ်သွားလိမ့်မယ်လို့ပြောပါရည်။ဒါကြောင့်သူ့အနေနဲ့ဘလိုနည်းနဲ့ဖြစ်ဖြစ်အဲ့လိုမျိုးထပ်ပြီးအပြစ်မခံဘူးလို့ဆိုပါရည်။ဒီလိုနဲ့ညံကြီးရှင်ဖြစ်သူဦးစုပ်ကသူ့ရဲ့အေးရောင်မလေးဝါကြီးကိုထုတ်ပြီးဒီနေရာကနေရှူပွားကိုလမ်းပြဖို့အကြံထုတ်နိုင်ခဲ့ပါရည်။ဒီလောက်ဝေးကြီးဖြစ်နေတာတော့မှလမ်းပြဖို့ကဖြစ်နိုင်လားဆိုပြီးရင်းရမုံကမင်းကုန်းထုတ်နေခဲ့ပေမဲ့ဦးစုပ်ကတော့လုံးဝကြယူမဆိုင်ခဲ့ပါဘူး။အဲ့ဒီအချိန်ဗီယိုလာကရှူပွားကိုတစ်ချက်ထင်းနဲ့ထိအောင်ပြစ်နိုင်မှုအတွက်သူမရဲ့အာယုံခံစွမ်းအားနဲ့ဦးစုပ်ကိုကူညီပေးဖို့လိုလိုက်ပါရည်။ ီလိုနဲ့ဥစုပ်ကတချက်မထိတာနဲ့နောက်ထပ်အခွင့်အရေးမရှိတော့တာမို့သူ့အနေနဲ့ဒီအလုပ်ပေါ်အာရုံစိုက်ထားဖို့လိုတယ်လို့ပြောပါတယ်။ဒါကြောင့်အခုချိန်ကစပြီးမင်းတို့တွေငါ့ကိုအာရုံလာမစားနဲ့လို့အမိန့်ပေးလိုက်ပါတယ်။နောက်တစ်ခါမှတော့မဟာမိတ်သမ ्या တပ်ဖွဲ့ကြီးကတွေးတွေးသမ ्या သူတွေအားလုံးကိုအပြတ်ချိန်မုန်းနေရပါတယ်။ဇိုင်းနဲ့ baby fight တို့ရဲ့တိုက်ပွဲကလည်းအရန်အားကောင်းနေလို့နဲ့ပြင်အဖိုးကြီးရှင်ကြောင်နဲ့လာအိုကြီးရဲ့ရှင်ပြိုင်မှုကလည်းစတင်လုပ်နေခဲ့ပါပြီ။အဲ့ဒီချိန်လာအိုကြီးကသူ့ကိုတငယ်ချင်းမလေးလို့မခေါ်နဲ့ချီလို့ကြီးရှင်ကြောင်လို့လမ်းပြီးတော့ပြောလိုက်ပါတယ်။ရှင်ကြောင်တယောက်ဒေါသတွေထွက်သွားပါတယ် ။တစားထင်းမှာပဲမြေကြီးတွေကတုံလှုပ်လာခဲ့ပြီးလာအိုကြီးနဲ့ရှင်ချာအိုတို့ကထိတ်တရင်ဆိုင်လိုက်ကြတာကြောင့်ပဝင်းညင်မှာရှိရှိသမျှအရာအလုံးနဲ့ပျက်စီးလို့သွားခဲ့ပါရီ။နောက်တစ်ခါမှာတော့လေချောင်းဝင်ဆောင်မှုနဲ့အတူဝင်းဟင်ကလည်းစဉ်သက်လို့လာခဲ့တဲ့ရေဘကာတို့အဖွဲ့ကို Gladius တယောက်တွေ့ရှိသွားခဲ့ပါရီ။မန်းနေမီတဲကိုရောက်ရှိတော့မှမို့သူတို့အလုံးပြုံးနေကြပေမဲ့မထင်မှတ်ဖဲမြေပြင်ကနေဖောက်ခွဲပစ္စည်းတွေစံတက်လာတော့မြင်လိုက်ရပါရီ။အစတည်းမှာပဲ Gladius ရဲ့ဖောက်ခွဲရေးဖြည့်စည်းမှုတွေနဲ့အတူ Bartolomeo နဲ့ Robinho နှစ်ယောက်သာပြုတ်ကျသွားကြတာကို Rivera တယောက်မြင်လိုက်ရပါတယ် အဲ့ဒီအချိန် Robin ကသူမရဲ့လက်တွေနဲ့ Gladius ကိုချုပ်ထားလိုက်ပြီးလက်ထိပ်တော့ကို Flower Field ထိဆက်လက်ယူဆောင်သွားဖို့အတွက် Rivera ကိုလမ်းဝင်လိုက်ပါတယ်။တစ်ဖက်မှာလည်းသူတို့ကိုဖက်ဖက်ကနေဝင်းရံလာတဲ့တန်ဆက်ရုပ်တွေကို Luffy က UFO Style ကွက်ကိုထုတ်သုံးပြီးရှင်းထုတ်နေပါတယ်။ဒါပေမဲ့တန်ဆက်ရုပ်တွေကခဏတာပဲငြိမ်သက်သွားကြပြီးခနာဂိုရီကလည်းချက်ချင်းပြန်ဆက်ပြီးထလာနေတာကိုမြင်လိုက်ကြရပါတယ်။တော့ကလေတကယ်လို့ဒီအချိန်မှာသာသူ့အစွမ်းကိုသုံးရမယ်ဆိုရင်ဒီကောင်လေးတစ်ချက်ထဲနဲ့အပြည့်ရှင်းနိုင်တယ်လို့ပြောနေကြတာပါသူတို့အားလုံးမထင်မှားထားတဲ့အချိန်မှာပဲ Gladius ဖောက်ခွဲမှုနဲ့အတူ ဘာတိုလိုမီယိုတယောက်ကောင်းကင်ဘုံကနေကြလာခဲ့ပါတယ်။ဒါအပြင်ရောဘင်ကိုဘာတူတူတွေ့လိုက်ရတာကြောင့်ဝမ်းသာသွားပါတယ်။တွေ့တွေ့ချင်းမှာပဲရောဘင်စီကတော့ကိုလောကတောင်းနေခဲ့ပေမဲ့တော့ကရီဗကာနဲ့အတူ Flower Fee စီကိုပါသွားပြီလို့သူမကပြောပါတယ်။ဒါအပြင်သူတို့အားလုံးကနန်းတော်ရဲ့လေးစင်းမြောက် Flower Fee ကိုသွားနေကြတာဖြစ်ပြီးလမ်းမှာ Gladius ရဲ့နောက်ဆက်မှုကြောင့်အခုလိုမျိုးပြုတ်ကျလာရတာလို့ဆိုပါတယ်။အဲဒီနောက်မှာတော့လေကျနေရကနေ Gladius တယောက်ပြန်ထလာခဲ့ပြီးရီဗကာအနေနဲ့နန်းတော်ကိုရောက်သွားရင်တော့မှအသက်ရှင်ဖို့လမ်းမရှိဘူးလို့ပြောပါတယ်။ ။နောက်ပြီးသူ့နာမည်က Gladius လို့မိတ်ဆက်လိုက်ရင်မင်းတို့အားလုံးဒီနေရာမှာနေဗန်ကိုပို့ပေးမဲ့သူပဲလို့ကြွေးကြော်လိုက်ပါရီ။ Robin ကတော့သူမအနေနဲ့ Gladius ကိုရင်ဆိုင်လိုက်မှာမို့ Luffy တို့ကိုနန်းတော်ရဲ့စတုထမြောက်အဆင့်ဖြစ်တဲ့ Flower Field ကိုသွားရလို့အမိန်ပေးလိုက်ပါရီ။အခြေအနေတွေအားလုံးကိုကောင်းကောင်းကြီးနားလည်သွားတဲ့ Luffy လည်းဒီကိစ္စတွေအားလုံးကို Robin နဲ့ Bartolomeo တို့လက်ထဲကိုအပ်ခဲ့ဖို့ဆုံးဖြတ်လိုက်ရင်ဇလန်းကြီးကတခန်းရက်သွားခဲ့ပါရီ။အပိုင်း695ရဲ့အစမှာတော့ရီဘကာတရားကိုလက်ငယ်လေးတွေရဲ့လေချောင်းဝင်ဆောင်မှုနဲ့အတူ Sunflower Field ကိုရောက်ရှိလို့လာခဲ့ပါပြီ။ သူမကပြက်စီးနေတဲ့မော်ဦးတကားဘွားကြီးကိုတွေ့လိုက်ရပြီးနေသငယ်လေးလီယိုကလည်းလေချောင်းဝင်ဆောင်မှုကြီးပြီးစီးသွားပြီဖြစ်ကြောင်းပြောပြခဲ့ပါတယ်။အဲဒီနောက်မှာတော့လေချောင်းတပ်သားလေးတွေကမူကောင်းငင်အနေနဲ့ဆင်းလာရလန်တိုင်းပြန်သွားကြပါတယ်။အဲဒီအချိန်ရေဘကာကသူမအနေနဲ့အောက်ဖက်မှာကြံခဲ့တဲ့ရော်ဘင်ကိုစိတ်ပူကြောင်းလီယိုတို့ကိုပြောနေခဲ့ပါတယ်။လီယိုကတော့ရော်ဘင်ကသူတို့အားလုံးရဲ့သူရဲကောင်းကြီးဦးစုပ်ပြက်တငယ်ချင်းတယောက်ဖြစ်တာမို့ဒေချာပေါ့ဆွမ်းထက်မှာဖြစ်ကြောင်းနဲ့စိတ်ပူစရာမလိုကြောင်းပြောပြပါတယ်။ပြီးတော့အခုချိန်ကစပြီးသူတို့ကမင်းသမီးလေးမန်ရှရီကိုတွားရောက်ခဲ့တဲ့အချိန်မှာမို့ ရေဗကာကိုဒီနေရာမှာခဏလောက်ထားခဲ့ဖို့ခွင့်တောင်းနေခဲ့ပါတယ်။ရေဗကာကလည်းမကြခင်မှာလူဖီရိုဖွဲ့ရောက်ရှိလာတော့မှမို့သူမကိုစိတ်မပူဖို့အတွက်ကိုကိုကိုကယူဆိုင်ဖို့လီယိုကိုမှနေပါတယ်။အဲဒီနောက်မှာတော့လီယိုတို့လည်းရေဗကာကိုမင်းလည်းကိုကိုကိုကယူဆိုင်တော့လို့ပြောရင်နန်းတော်တွေကိုဝင်သွားကြပါတယ်။လီယူရရင်းနေတဲ့နေကြာပန်းလေးတွေကိုကြည့်ရင်ကြံခဲ့တဲ့ရေဗကာတယောက်ယုတ်တရက်သူမရဲ့အဖေနဲ့ဖျက်တမ်းခဲ့ဖူးတဲ့ပျော်စရာအတိတ်နှစ်ရက်တွေကိုပြန်လည်မြင်အောင်လာခဲ့ပါတယ်။နောက်ပြီးသူမအဖေဆိုပြနေကြတဲ့ချင်းလေးကိုလည်းပြန်လည်ကြားရောက်နေခဲ့ပါတယ်။ အရာအလုံးဆုံးရှုံးလိုက်ရပြီးကလေးကအထီးကျန်စွာရှင်သန်ခဲ့ရတဲ့သူမရဲ့ဘဝကြီးထဲမှာစစ်တီတော်အယုတ်လေးအတွင်းနဲ့ရောက်ရှိလာတဲ့သူမရဲ့အဖေပေါ်လာခဲ့တဲ့အချိန်ကစပြီးသူမဘဝရဲ့နေ့ရက်တွေကအတိတ်ပဲတွေနဲ့ပုံမှုပြည့်စုံလာခဲ့တာပါကျွေလင်းလာတဲ့နေကြာပန်းတွေကသူမရဲ့မျက်နှာပေါ်ရိုက်ခတ်လာချိန်မှာတော့အဖေဖြစ်သူ Kiros လည်းတိုက်ပွဲတနေရာမှာရောက်ရှိနေလိမ့်မယ်လို့သူမကယုံကြည်နေခဲ့ပါတယ်အဲ့ဒီအချိန်ယုတ်တိရနေကြာပန်းကင်းကြီးတွေကနေဂီယာမန်တီထွက်လာခဲ့တာကြောင့်သူမလည်းအတော်လေးကိုတုံလုံးခြောက်ခြားသွားခဲ့ပါတယ် ဒီတစ်ခေါက်သူမြင်လိုက်ရတဲ့ဒီယာမန်ဒီရဲ့အရွယ်စားကရှင်ပြိုင်ခွင်းထဲမှာတော့ငါထက်အစမတန်ကြီးထွားနေတာကြောင့်အန်ဩယုံကလွဲပြီးဘာမှမတက်နိုင်ခဲ့ပါဘူး။နောက်တစ်ခါမှာတော့ Gladius ဖြစ်လိုက်တဲ့ဖောက်ခွဲရေးပုံးတွေကို Luffy ကအရှိကနေဝင်ပြီး Bartolomeo ကတားဆီးပြီးခဲ့လိုက်ရပါတယ်။အရန်လန်းလုံးနဲ့ Bartolomeo ရဲ့အကာရန်ကြီးကိုတွေးလိုက်ရတဲ့အချိန်မှာတော့ Luffy တယောက်သဘောကျနေခဲ့ပြီးမင်းကငါထင်ထားတာထက်တော်တယ်လို့ပြောနေခဲ့ပါတယ်။ငါကိုယ်တည်းကစိတ်အခြေအနေမကောင်းတဲ့ Bartolomeo တယောက် Luffy ရဲ့ချီးမွမ်းတဲ့နေကြပြီးတဲ့နောက်ပိုင်းမှာသူ့ရဲ့စိတ်တွေစောက်တရားမရပုံမှုဆိုးရွားလာခဲ့ပါတယ်။ ိနောက်မှာတော့လူဖီကဝင်လာသမျှအတန်ဆက်ရုပ်တွေကိုစကန်ဂီယာသုံးပြီးရှင်းထုတ်ပြလိုက်ပါတယ်။အယူထနေတဲ့ဘာတလိုမီယိုကိုကြည့်ရင်စိတ်ပြတ်လာတဲ့လောကဒီကိစ္စတွေကိုဆုံးသက်ပြီးအမြန်ဆုံးထွက်ခွာကြရအောင်လို့လူဖီကိုလမ်းအောင်နေခဲ့ပါပြီ။တစ်ဆက်တည်းမှာပဲဘာတလိုမီယိုကသူ့ရဲ့အကာရန်တွေကိုလေကားတွေအသွင်ပြောင်းလိုက်ပြီး Sunflower Fee ကုန်းမြင့်နဲ့ချိတ်ဆက်ပြလိုက်တာကြောင့်လူဖီလည်းအတော်လေးသဘောကျသွားခဲ့ပါတယ်။သူလို့သမျှအဖန်ဒီသမျှအရာတွေအားလုံးကိုသဘောကျနေတဲ့လူဖီရဲ့အပြုတ်မှုတွေနဲ့ဂျေဇူးတင်စကားကိုကြားလိုက်ရတဲ့အချိန်မှာတော့ဘာတလိုမီယိုတယောက် မောင်မိုင်းရဲ့သူ့ဘဝတွေကိုအလင်းနဲ့တစ်ခုရောက်လာတယ်လို့ခန့်စားလိုက်ရပြီးကိုကျွေးနေပါတော့တယ်။ဒီအချိန်တစ်ဖက်ကမြို့ရဲမှာလည်း Fujitora နဲ့စာပေါ်တို့တိုက်ပွဲကလည်းဆက်လက်ဖြစ်ပွားလို့နေခဲ့ပါတယ်။ရေတပ်သားတွေကတိုက်ပွဲကိုအတင်းသွားရောက်ပြီး Fujitora ကိုအားဖြစ်ပေးဖို့ကြိုးစားကြပေမဲ့ပြင်းထန်လွန်လာတဲ့မိတော့ရဲ့အချိန်ကြောင့်အနာဂတ်ရောင်ကတ်လို့မရဖြစ်နေပါတယ်။ဒါအပြင်အစာဦးပြက်စည်းတွေကြောင့်မလဲဈာမပိတ်ဆို့ကာရန်နေတာမို့ဘယ်လိုနည်းနဲ့မှဝင်လို့မရဘူးလို့ပြောနေကြပါတယ်။နောက်ပြီးဒီလိုစိတ်ချော့စရာကောင်းတဲ့ဒေါ်လန်ဟိတ်တသားလို့ ဒီလိုကောင်စားမြွေလက်ထဲမှာမိတော့တတိရောက်ရှိသွားတာကတကယ်ကိုအန္တရာယ်များတဲ့ကိစ္စလို့ဆိုပါရည်။လိုက်ပွဲထဲမှာတော့စာဘူကအခုချိန်ထိအစွမ်းအားကိုအကုန်ထုတ်မသုံးသေးပဲဖြူဂျီတူရာကိုဘာကြောင့်အချိန်ဆွဲနေရလဲလို့မေးလိုက်ပါရည်။တကယ်လို့ဖြူဂျီတူရာဘက်ကအတီးမလုပ်ဘူးဆိုရင်တော့မကြခင်မှာနောက်နားရစရာကိစ္စတွေဖြစ်လာလိမ့်မယ်တော့လို့သူကချင်းချောက်လိုက်ပါရည်။ဒါပေမဲ့အခုချိန်ထိဖြူဂျီတူရာကမျက်မမြင်အဖိုးကြီးတယောက်ဖြစ်တာမို့တက်ညာပြီးပါဘာညာနဲ့ဟာတာလုံနေကြတာပါ။ပြီးတော့သူ့အနေနဲ့လူငယ်ခြေတက်တူဦးလဲဖြစ်တဲ့အပြင် ော်လိုင်းရေးတပ်ဖွဲ့ရဲ့ဒုတိယခေါင်းဆောင်စီကနေအခုလိုမျိုးချင်းချောင်းမှုကိုကြားရတာအယံဝန်းနေမိတယ်လို့ဆိုပါတယ်။စကားဆုံးမှာတော့ Fuji Tora ကသူ့ရဲ့ဓာတ်ကိုဒိုင်အင်းလေးကနေတဆုံးဆွဲထုတ်လိုက်ပြီးဆက်လက်တိုက်ခိုက်ကြပါတော့တယ်။ထိုချိန်မှာပဲဒီယာမန်ဒီနဲ့တွေ့ဆုံနေတဲ့ Rivka နေရာကိုအဖေဖြစ်သူ Kiros ရောက်ရှိလာပါတယ်။စစ်တီတော်ယုံလီကသူမအဖေမှန်သဘောပေါက်နားလေသွားခဲ့တဲ့ Rivka ဟာဝမ်းနေသလိုလဲခံစားနေရပါတယ်။ Kiros ကအခုလိုမျိုးနောက်ကျမှရောက်လာမိခဲ့တဲ့အတွက် Rivka ကိုတောင်းပန်စကားပြောနေခဲ့ပြီးအခုချိန်ကစပြီးသမီးရဲ့အသက်ကိုကာဝယ်ဆောင်ရှောက်ပြီးတော့မှလို့တစ်စာပြုလိုက်ပါတယ်။ နောက်ပြီးတစ်ချိန်လုံးကသူ့အနေနဲ့ယုဒိယအဖြစ်နဲ့တိုက်ခိုက်ရည်ဒီစနစ်တွေကိုသာတင်ပေးနိုင်ခဲ့ပေမယ့်အခုချိန်မှာတော့အဲ့ဒီနေ့ရက်ဒီအားလုံးကအဆုံးသတ်သွားပြီလို့ပြောပါရယ်အဲ့ဒီအချိန်လဲကျသွားတဲ့ဒီယာမန်ဒီကပြန်ထလာပြီးမင်းပါကိုဆိုလိုချင်တာလဲခီရော့ဆိုပြီးမိလိုက်ပါရယ်ခီရော့ကသူ့အနေနဲ့လွန်ခဲ့တဲ့စနေကမင်းကအပေါ်တင်နေခဲ့တဲ့အကျွေးတွေအားလုံးကိုဒီနေ့မှအကုန်ပြန်ယူမယ်လို့ဆိုလိုချင်တာဖြစ်ကြောင်းပြန်လည်ရှင်းပြခဲ့ပါရယ်ဒါနဲ့ပဲစကားအဆုံးမှာခီရော့နဲ့ဒီယာမန်ဒီတို့ကတယောက်ကိုတယောက်ဓာတ်နဲ့ပြေးခုတ်လိုက်ကြရင်သွေးကြွေးပြန်ဆက်ပွဲကြီးကိုအစားပြုလိုက်ကြပါရယ် အဲ့ဒီအချိန်တစ်ဖက်မှာလည်းရေဘကာဆိုတဲ့အော်ခေါ်တန်ကြီးနဲ့အတူလူဖီကလောကိုထမ်းပြီးလေကားတစ်လျှောက်တရကြမ်းပြစ်တက်လာရင်ဆန်ဖလာဝါဖီကိုအောင်မြင်စွာနဲ့ရောက်ရှိလိုလာခဲ့ပါပြီ။အဲ့ဒီနောက်မှာတော့လူဖီကရေဘကာစီကားတော့ကိုရောက်ယူနိုင်ခဲ့ပေမဲ့တန်ဆက်ရုပ်ရဲ့ဝါမျိုးချင်းကိုခံလိုက်ရပါတယ်။ရုပ်တရက်ဘာတွေဖြစ်သွားမှန်းမသိလိုက်ရတဲ့အပြင်ရဲဘော်ရဲဘက်တို့ကိုပါတစ်ချိန်ထဲမှာဆုံးရှုံးလိုက်ရတာကြောင့်ရေဘကာရဲ့ပတ်ဝန်းကျင်တစ်ခုလုံးအဖျူရောင်တန်းသွားခဲ့ပါတယ်။ဒါပေမဲ့ကံကောင်းစွာနဲ့ပဲလောရဲ့ room ဆိုတဲ့ order နဲ့အတူလူဖီတို့နှစ်ယောက်ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ကျေပြောလာတဲ့နေကြာပန်းကင်းကြီးကိုဖြတ်ကျော်ပြီးမြင်မလာတဲ့ဒိုင်းကြီးပေါ်မှာတိဆောက်ထားတဲ့နန်းတော်ကြီးထဲမှာလူဖလမင်ဂိုကိုတွေ့ရတော့မှမို့လူဖီတယောက်စိတ်လှုပ်ရှားနေခဲ့ပါလိမ့်။အဲ့ဒီအချိန်ဒီယာမန်တီကလူဖီတို့ကိုဝင်ရောက်တိုက်ခိုက်ဖို့လုပ်ပေမဲ့ဟီရော့စ်ကတားဆီးလိုက်ပြီးမင်းတို့အားလုံးနန်းတော်ကိုသွားကြတော့လို့ပြောလိုက်ပါလိမ့်။နောက်ပြီးဒိုဖလမင်ဂိုကိုငါစားတတ်ခဲ့ပေးကြပါလို့တောင်းဆိုလိုက်ပါလိမ့်။အဲ့ဒီနောက်လူဖီကရေဘကာကိုသွားရောက်နှုတ်ဆက်နေခဲ့ပြီးတောအတွက်ဂျေဇုတင်ကြောင်းနဲ့မင်းဖေကိုပြန်တွေ့ရတဲ့အတွက်ဝမ်းသာပါတယ်လို့ပြောပြီးပြေးထွက်သွားခဲ့ပါလိမ့်။ဒါပေမဲ့ယုဒိယပြေးထွက်သွားတဲ့လူဖီကို ရေဘကာတေချာပေါ့ဒူဖလမင်ဂိုကိုအနိုင်ယူတော့မှလာလူစီလိုလန်းအောင်မိလိုက်ပါတယ်။မိကွန်းဆုံးမှလူဖီကပြင်းနေရကနေရက်လိုက်ပြီးသူ့နာမည်အစ်စ်ကလူဖီဖြစ်ကြောင်းနဲ့နောက်ပြီးငါကတစ်ချိန်မှာပင်နယ်ရမြောင်တွေရဲ့ဘရင်ဖြစ်လာမယ်သူပဲလို့မိတ်ဆက်လိုက်ပါတယ်။ဒါကြောင့်မို့သူ့ကိုစိုးရိမ်နေစရာမလိုဘူးဆိုပြီးနန်းတော်တွေကိုပြေးဝင်သွားခဲ့ပါတယ်။တစ်ဖက်မှာလည်းဒီယာမန်ဒီကပြုတ်ကျနေတဲ့တနက်ကိုကောက်ပြီးဟီရိုစ်ကိုလမ်းပြည့်ရင်နောက်လက်တစ်ဖက်နဲ့လူဖီကိုတိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့ကန်ဆိုးစွာနေပဲလောကတယ်လီပို့စွမ်းကိုအသုံးပြုပြီးရှောင်ထွက်သွားတာကြောင့်ဒီယာမန်ဒီတယောက်ပူသွားခဲ့ပါတယ်။ ောက်တစ်ခါမှဘေကားနေဘလို့ဖြစ်မှန်းမသိနန်းတော်လေးကိုရောက်လာတာကြောင့်လူဖီကမင်းရဲ့ဆွေကရဲမိုက်တယ်ဆိုပြီးလောကိုချီကျူးနေခဲ့ပါတယ်။လောကလည်းပင်လယ်ကြောက်တုံးလက်ထိတ်ကိုသာသူ့ကိုမခတ်ထားခဲ့ဘူးဆိုရင်ဒီထက်အစွမ်းနေပိုကျန်နေအောင်မလို့လူဖီကိုရှင်းပြပါတယ်။ပြီးတော့သူကဒိုဖလမင်ကိုပြစ်ခတ်ခဲ့တဲ့ကြီးစံတွေကိုခန္ဓာကိုယ်တွေကနေအစွမ်းသုံးပြီးပြန်လည်ထုတ်လိုက်ပါတယ်။အဲ့ဒီအချိန်ထုံးစံအတိုင်းလှုပ်ချင်ရလို့မယ်ဆိုတဲ့လူဖီကဒိုဖလမင်ကိုတိုက်ခိုက်ဖို့ပြေးဝင်သွားမယ်လို့နေတာကြောင့်လောကတားလိုက်ပါတယ်။နောက်ပြီးလူဖီအနေနဲ့အခုချိန်တွေမှာစိတ်ညစ်ညမ်းထားပြီးတိုက်ခိုက်မှရမယ်လို့ဆိုပါတယ်။ ခွန်အားရညံကောနှစ်ခုကိုပေါင်းဆက်ပြီးတော့အသုံးပြုကာမတိုက်ပွဲကိုအနိုင်ယူနိုင်မယ်လို့ပြောပါတယ်။နောက်တစ်ခါမှာတော့နန်းတို့တွေမှာရှူကာတရားဝေပြူဆောင်ဘီလန်တိုင်းလမ်းလျှောက်လာခဲ့ရင်ကောင်းတဲ့ချီတဲ့ရုပ်တွေကိုနေ့အကြည်စုဆောင်ခဲ့ရပါမယ်။ဥဆုပ်ဆိုတဲ့နှကောင်းရှိရှိကောင်းကခဏလေးအတွင်းမှာဖျက်ဆီးသွားခဲ့တယ်ဆိုပြီးဒေါသထွက်နေခဲ့ပါတယ်။ဒါကြောင့်မလို့အခုချိန်မှာသူမအနေနဲ့ကော်ယိုတို့တို့များအဖွဲ့ဝင်တွေအားလုံးကိုအယုတ်ဖြစ်ပြောင်းပြီးလက်စားချေမယ်လို့ကြုံးဝါလိုက်ရင်ဇက်လန်းလေးကလည်းတခန်းရပ်သွားခဲ့ပါတယ်။